ီမာကြီးကသူ့ရဲ့အင်ဂျင်မင်းအောင်မှာငလမမိသားစုတစုနေနေတာကိုတကယ်မသိပါဘူးငလမတို့ရဲ့ပစ္စည်းတွေအလုံးကငှားထားတာတွေကြီးပါပဲဒီနေ့ပတ်လုံးလူသားတွေရဲ့အင်အောင်ဂျင်မင်းမှာနေထိုင်ကြပြီးတော့သူတို့ဒီနေ့တမင်းစားနေတဲ့အချိန်မှာအဆောက်အုံရဲ့အဖို့တက်ကအမကြီးကနှစ်ကုံလို့တန့်ရှင်းရေးလုံနေပါတယ်ခုံစိုးဆက်ကြီးကိုကင်ပြီးတော့တဘူးဘူးနဲ့စုံနေပြီးအင်အောင်မှာထိုင်နေတဲ့တမိသားစုလုံးအရင်တန်ကြတာနဲ့အမြန်ဆုံးပထမအဆင့်ကိုစားလို့ကြပါတော့တယ် ကိုကိုကိုထိုင်ကုန်ကပန်းနဲ့ပတ်လိုက်ကြပြီးတော့မထင်းမဲ့ပဲနဲ့ပုံစုံဆက်ကဥတီကျဲပြောင်းလဲသွားခဲ့ပြီးချမင်းသားစပွဲကိုပြစ်မှတ်ထားပြီးသားဖြစ်သွားပါတယ်။အဲဒီနောက်မှာတော့မိသားစုတွေကအငယ်လေးရဲ့မျက်နှာကျက်ပေါ်မှာအဆုပ်ခံရပြီးတော့ကန့်နေသလိုကန်ကောင်းတာကနောက်ဆုံးတော့ပုံစုံဆက်ကဖြစ်သွားခဲ့ပြီးအငယ်လေးကိုအသက်ချမ်းသာခွင့်ပေးလိုက်တာပါ။နောက်တနေ့အိမ်ကလူတွေအကုန်လုံးကအပြင်ကိုသွားတဲ့အထီကိုဆောင်ပြီးတော့ညီမနှစ်ယောက်ရေခဲတစ်တာပေါ်ကိုတက်ကြပါတယ်။သွားကြထူထန်ကိုသုံးပြီးတော့မှရေခဲတစ်တာကိုဖွင့်လိုက်ပြီးသူတို့အဲ့ဒီကိုလာရတဲ့ရည်ရွယ်ချက်ကလည်းရေခဲမုံကိုမြည်ဆမ်းပြီးတော့စားကြည့်ဖို့ပဲဖြစ်ပါတယ်။ ဒီဘက်ကသူတို့ရဲ့ဖေကိုထက်ကြည့်မယ်ဆိုရင်လည်းမအားပါဘူးသူတို့ရဲ့အိမ်ထဲမှာမီးမလာတော့တာဖြစ်ပြီးရေဒီယိုတွေကတကယ်တွေကိုယူပြီးတော့မှသုံးဖို့စီစဉ်နေတာပဲဖြစ်ပါတယ်တချိန်ထဲမှာပဲဒီဘက်ကအမားဖြစ်တဲ့သူကအဖုံးကိုဖွင့်လိုက်ပြီးအနောက်မှာတော့ချက်ချင်းလက်နဲ့ကောက်ယူလိုက်ပါတယ်ဒီလိုအရသာလေးကတကယ်ချိုတာပဲတဲ့ဘလောက်တောင်မှစားကောင်းလိုက်တယ်လေအပြင်မကမောင်လေးဖြစ်တဲ့သူကတော့အာရုံနေပြီးဖြစ်ပြီးတော့တောက်မခံနိုင်တော့ပါဘူးအထင်မပဲနဲ့အမားဖြစ်တဲ့သူကိုရေခဲတက်တာထဲမှာပြိမိသွားပါတယ်အိုမိုင်ဂေါဒါကိုဘယ်လိုလုပ်ရမလဲသူ့ရဲ့လက်သေးသေးလေးကလည်းတကားကြားထဲမှာညှက်နေတာပါ အဲလိုအရေးပေါ်ဖြစ်နေတဲ့အချိန်မှာပဲအဖေဖြစ်တဲ့သူကအဖေကိုချိန်နဲ့မြေမြေချိန်လိုက်ပြီးတော့တကြက်ခုန်လိုက်ပြီးအောက်ကိုဆင်းလာပါတော့တယ်။ပကံစီတဲ့အဖေကိုတုံးပြီးတော့မှအရှိကအမွေကဲဆက်ပြပေါ်ခုန်လိုက်ပြီးတခါတည်းကျန်းတိုက်ဒုတ်တံကိုကင်ပြီးတော့မှတကြက်လွှဲလိုက်ပြီးတော့မိဘကိုရောက်သွားခဲ့တာပါ။ဒီလန်းဟာတကယ်ကိုမှအခက်အခဲကျန်းတန်းလာတဲ့လမ်းဖြစ်ပြီးတော့မှဒါပေမဲ့နောက်ဆုံးတော့ရေခဲတက်တာပေါ်ကိုရောက်လာခဲ့ပါပြီ။မမျော်လင့်မနဲ့တားငယ်ကိုကယ်ပြီးပြီးချင်းပါပဲအင်းင်းကလူဟာတိုက်တိုက်ဆန်ဆန်ပြန်ရောက်လာပါတော့တယ်။ တောင်ငယ်လေးကိုချက်ချင်းပဲအမေဖြစ်သူစီကိုပြန်ခိုင်းပြီးတော့တခဲတွေတွားယူပေးဖို့ပြောပါတယ်ကိုရင်းကလည်းပုံမမီးခင်ဆက်ဘော်ကိုတက်လိုက်ပါတယ်အိမ်မရှင်တတိမထားမိတဲ့အချိန်မှာပဲကွေကနေခုံပြီးတော့မှရေခဲတစ်တာလေးကိုဝင်သွားပါတော့တယ်အဲ့ဒီချိန်မှာအထက်ကအမားဖြစ်တဲ့သူကလည်းပိုက်တိုင်းနဲ့အောက်ကိုရှော့ချလို့လာပြီးဒါပေမဲ့ကံကောင်းလို့သွားပါတယ်အရှင်ဘိုးတော်ကဆိုတာလေးကိုရေခဲနေနေထည့်ကျင်တာပါအဲ့ဒါလေးတစ်ချက်နှိမ့်လိုက်တာနဲ့ရှော့ပြီးဖြစ်ပြီးတော့ကြောက်တုံးကြီးနဲ့တူတဲ့ရေခဲတုံးကြီးခုနှစ်ခုရှိခုကတာဖာနီယောက်စီကိုလိမ့်လာပါတော့တယ်ကံကောင်းထောင်းမဆောင်တဲ့အကူကြီးက မိုးဘုတ်ကိုအားနဲ့ကားလိုက်နိုင်ပြီးတော့ကရိယာတခုနဲ့ရေခဲတွေကိုတားဆီးလို့ထားပါတယ်။အရှင်ဘိုးတော်ကတော့ဘာဖြစ်တာလဲဆိုပြီးတော့မှစိတ်တွေရှုံသွားပါတယ်။အဲ့ဒီရေခဲတစ်တာအစို့ဘာလို့ရေခဲမထုတ်နိုင်တော့တာလဲပေါ့။ဒီလိုဆိတ်ပြတ်နေတဲ့အချိန်မှာပဲတကားတစ်ချက်ပေးလိုက်တော့ရေခဲတွေကဩဂနယ်ထွက်ကြလာခဲ့ပါတော့တယ်။ဒီလိုနဲ့တာဖာနှစ်ယောက်လေးအန်နီရိုနိကနေအောင်မြင်စွာနဲ့လွတ်မြောက်လာခဲ့တာပါ။ဟုတ်ကဲ့ဒါကတော့အချစ်စစ်လေးဖြစ်ပါတယ်။ကောင်မလေးကခြေထောက်ပြက်နေပြီမဲ့ကဲဆဲသမားလေးကတော့ကောင်မလေးကိုခြေထောက်အတူလှုပ်ပေးနေတာပါ။ ကမာလီကငလင်းလုံတုံးကကျွန်တော်ကိုထိခိုက်မိသွားပြီးကြေးလာတဲ့ခါမှာကောင်လေးနဲ့တွေ့ပြီးတော့ကောင်လေးကကျွန်တော်တို့ကောင်မာလီကိုတက်ပြီးပြီးတော့ဖွင့်ပြောခဲ့ပါတယ်။နေအောင်သားရေးစားဖြစ်သွားတဲ့ခါမှာ TV စီစဉ်နဲ့ပါလာခဲ့ပြီးကောင်လေးကရှက်နေပါတယ်။ကောင်လေးကအရန်ကိုရှက်တဲ့ပေမဲ့ကောင်မာလီကိုချစ်တဲ့အချစ်ကိုတော့ဖော်ပြရမှာမရှက်ပါဘူး။ကောင်မာလီကိုဘီနာကနေလိုလီသေးမရှိအောင်အသေးစိတ်ဂယူးစိတ်ဆောင်းလျှောက်ပေးနေပြီးကောင်မာလီရဲ့ကျွန်တော်တို့ပြတ်သွားတော့အစ်စ်လေးဝယ်ပြီးတော့လက်ဆောင်ပေးပါသေးတယ်။ကောင်မာလီနဲ့တူတူခီးတဲ့အတူထွက်ပြီးတော့လက်ထက်လိုက်ရင်နေအောင်သားပျော်ရွှင်စွာနဲ့နေထိုင်နေကြပါတယ်။